တားရွယ်ပဲရှိတဲ့ကောင်လေးနဲ့ချစ်သူတွေဖြစ်နေကြောင်းခြားပြလာပြီးမကြခင်လက်ထပ်တော့မယ်ဆိုတဲ့တရုတ်ဆောင်ဆိုးမြတ်သူစာမကြီးစိုးခေါ်တရုတ်ဆောင်ဆိုးမြတ်သူစာကတော့အမှုပညာလောကမှာနှစ်ပေါင်းများစွာပြည့်တဲ့ရဲ့ချစ်ခင်အားပေးမှုကိုတခဲနဲ့ရရှိထားတဲ့အကယ်ဒမီတရုတ်ဆောင်တဦးလည်းဖြစ်ပါတယ်အသက်အရွယ်ကအေးမကြီးပဲတကယ်ချစ်နေဖို့ပဲလိုတာပါဆိုပြီး သူမထက်အသက်ထဝက်လောက်ငယ်တဲ့ကောင်လေးနဲ့ချစ်သူတွေဖြစ်နေပြီးပျော်ရွှင်တဲ့ဆက်ဆံရေးတစ်ခုကိုပိုင်ဆိုင်ထားရတယ်ဆိုပြီးအကယ်ဒမီစိုးမြက်သူစားကပြောဆိုထားပါတယ်။ယခုအခါမှာတော့တရုတ်ဆောင်စိုးမြက်သူစားကသူမအနေနဲ့ဒီအသက်ရွယ်ရောက်မှသူမထက်အသက်ထဝက်လောက်ငယ်တဲ့သားရွယ်ကောင်လေးနဲ့ချစ်သူတွေဖြစ်နေကြပြီဖြစ်လို့သူမတို့နှစ်ယောက်ဟာမကြခင်မှာပဲလက်ထပ်တော့မယ်ဆိုပြီးပြိတ္တတွေကိုခြားပြလာခဲ့တာပဲဖြစ်ပါတယ်။ ကဲပရိသတ်ကြီးကရောစိုးမြတ်သူစားတို့နှစ်ယောက်ရဲ့အသက်ရွယ်ကွာခြားတဲ့အိမ်ဆောင်ရေးအပေါ်မိမိတို့ရဲ့အမြင်လေးတွေကိုအောက်ကကိုမန့်မှာပြောပြသွားခဲ့ကြပါဦးနော်